ထိုင်းနိုင်ငံရှိအမျိုးသားဥယျာဉ်တစ်ခုမှာမိချောင်းပါတဲ့ဆာဖီတပုံရိုက်ပို့အနာကတ်သွားခဲ့တဲ့ပြင်းထန်ကဘာလက်ခီးတဲ့အမျိုးသမီးတစ်ခုဟာမိချောင်းကိုက်ခံခဲ့ရတယ်လို့တာဝန်ရှိသူတွေကဇန်နဝါရီလ2ရက်မှာပြောပါဗျာ။အဲ့ဒီမတော်တဆမှုဟာဘန်ကောက်မြို့ရဲ့မြောက်ဖက်သို့၃နိုင်လောက်သွားရတဲ့ခေါင်ရိုင်အမျိုးသားဥယျာဉ်မှာဇန်နဝါရီလ1ရက်နေ့နေ့လယ်ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ခေါင်ရိုင်အမျိုးသားဥယျာဉ်ဟာတောနက်ပိုင်းလမ်းလျှောက်ထွက်နိုင်ခြင်းနဲ့ရေတံခွန်တွေပေါ်များတာကြောင့်နာမည်ကျော်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ သူမဟာစမ်းကြောင်းတစ်ခုနားမှာရှိနေတဲ့မိချောင်းပါတဲ့ဆာဖီဓာတ်ပုံရိုက်ဖို့အလို့ရှိနေခဲ့ပါတယ်လို့ဥယင်ရဲ့အမိမဖော်လို့တဲ့တာဝန်ရှိသူတို့က AFP ကိုပြောပါရယ်မိချောင်းဟာလန့်သွားပြီးသူမရဲ့ခြေထောက်ကိုကိုက်ခဲ့ပါတယ်လို့သူကဆက်ပြောပါရယ်။တောင်ဝင်းရှိသူတွေကဥယျာဉ်ထဲမှာမိချောင်းနှကောင်နေထိုင်လာခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီးဥယျာဉ်ထဲမှာသူတို့ရှိနေတဲ့နေရာတွေကိုသတိပေးဆိုင်ပုတ်တွေထောင်ပေးထားတယ်လို့ပြောပါရယ်။သူမကမိချောင်းအမှန်တကယ်ပါတဲ့ပုံကိုအလို့ရှိခဲ့ပုံရတယ်လို့သူကပြောပါရယ်။ အစမ်းရောင်ပျောက်ကြားဝတ်စုံတွေကိုဝတ်ဆင်ထားတဲ့ဥယျံတောင်ဝင်ရှိသူတွေဟာမိချောင်းကိုက်ခံခဲ့ရတဲ့48နှစ်အရွယ်အမျိုးသမီးကိုထန်းစင်နဲ့တင်ဆောင်လာတဲ့ပုံနဲ့သူမရဲ့ဒူးကောင်းတာမှာပတ်တီးထူထူပတ်ထားတဲ့ပုံတွေကိုပြည်ရင်းမီဒီယာတွေမှာပြသထားခဲ့ပါဗျ။နောက်ထပ်တပ်ပုံတစ်ခုမှာလည်းတောင်ဝင်ရှိသူတို့ကသတိမိချောင်းရှိသည်ရေမကူးရလို့ထိုင်းဘာသာအင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့ရေးထားတဲ့ဆိုင်းဘုတ်ကိုညွှန်ပြနေတာကိုတွေ့ရပါဗျ။ မိချောင်းကိုက်ခံခဲ့ရတဲ့မျိုးသမီးကိုစေယုံကိုပို့ဆောင်ခဲ့ပြီးကုသမှုပေးနေတယ်လို့သိရပါဗျ။ Siamese မိချောင်းတွေကိုအရင်တုန်းကအရှိတောင်အရှနေရာအနှံ့မှာတွေ့ရှိခဲ့ရပေမဲ့အခုအချိန်မှာတော့အမဲလိုက်မုတ်ဆိုးတွေရန်နဲ့ကြက်စားရဒေသတွေရှားပါလာမှုကြောင့်အရင်အတွက်အလွန်နှေးပါလာပြီလို့သိရပါဗျ။ထားနိုင်ငံမှာလည်း Siamese မိချောင်းတွေဟာနိုင်ငံအလဲပိုင်းနဲ့အနောက်ပိုင်းရှိအမျိုးသားဥယျာဉ်တွေမှာသာအနည်းငယ်တွေ့ရတော့တယ်လို့သိရပါဗျ။